မင်္ဂလာပါခင်ဗျာဆရာကြီးတင့်တယ်ရေးသားတော့ဖြေလျော့ခွေလို့အမည်ရတဲ့လောင်ကျင်းဝတ္ထုကိုအပိုင်း၆အနေနဲ့ကျွန်တော်ကိုချူတာမှဆက်လိုက်ရဖန်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာအပိုင်း၆အလုံးလဲပခုံးစိုးကိုတရုတ်စီတဲ့ရမှာဦးကောင်းတငိမ့်ငိမ့်နဲ့နားထောင်နေမိလေအခုငါသမီးကြီးအချိန်မီတားလိုက်ပြီလို့အမိကလေးဟာဒုက္ခမရောက်ရတဲ့ငါသမီး အလုံးကျေးဇူးကြီးမားလာပြီတဲ့ကွယ်မမေကြီးလည်းသမီးတကောင်နွားတထောင်ဆိုသလိုအတက်ကလည်းကြီးတော့နေရာနဲ့လိုက်မကြည့်နိုင်ဘူးကွယ်အခုကလေးတွေမှလစ်တယ်ခနာကလေးပဲဖြစ်ရတယ်ဒါကြောင့်မို့ငါသမီးကြီးနှက်ဖြန်ကစပြီးတော့အမီလေးအခန်းနဲ့ဆက်နေတဲ့ဟိုတင်ပြူတို့မွေးရအပူတို့ထားတဲ့အခန်းကိုပြောင်းပြီးအိပ်ပြီးတော့ကွယ်အမီလေးကိုလည်းနေညမလတ်အောင်စောက်ချောက်ပေးပါဘောနော်ဟုတ်ပြီလားအင်း ကံကောင်းလို့ခုညများသူ ထွက်သွားရင်အနည်းဆုံး2000ဖို့လောက်သူ့လက်ထဲပါသွားမှာဒါကြောင့်ခုမမေကြီးသူ့စီလွယ်လွယ်ကွဲရအောင် ပေးထားတာကိုလှည့်ပြီးပြန်ယူလာခဲ့တယ်ကဲကဲငါသမီးလည်းအိတ်ရှင်လာရောမယ်မန္တလေးမြို့မြပါရဲ့မြပိုင်ရှင်တစောင်းထားရဲ့ကအေရီတိုင်းကိုယ်စားလှယ်ကြီးဦးတင့်ထွန်းဒေါ်မိန်ကလေးတို့ဤသမီးကြီးခင်နှုန်းတို့ကို ပြည်မျိုးကိုနဝင်းတက်ဆက်ပိုင်ရှင်ဦးချွဇံအောင်ဒေါ်သိန်းနှွဲတို့ဤတာကြီးမောင်ကိုကိုကြီးနှင့်မိဘတို့ဝတရားအတိုင်းထိမ်းမြားမင်္ဂလာပြုလုပ်မည်ဖြစ်ပါ၍ဦးထွန်းတင်ဒေါ်မိန်ကလေးတို့ဤတိုက်တို့မင်္ဂလာစကားပြောကြွရောက်ရှိမြင်ပါယံကြွရောက်တော်မူပါမည်အကြောင်းလေးမြတ်စွာဖိတ်ကြားအပ်ပါသည်ဟူသောမင်္ဂလာတရင်များသည်မြန်မာတရင်စာ အင်္ဂလိပ်တရင်စာတည်တည်တို့၌တုံးရက်ဆက်၍ဗျိုင်းတူနီးပါးပါရှိပြီးသည့်နောက်ရန်အနေငယ်အကြတွင် တဖန်ကျွန်တော်ညီမတို့ဤမင်္ဂလာလက်ထပ်ပွဲသို့ကြွရောက်ရှိမြင်၍ကိုယ်တိုင်ကိုကြားလက်ထပ်ပေးသောနိုင်ငံတော်အစိုးရဝန်ကြီးဦးကျော်သောနှင့်ဝန်ကြီးကတော်တို့အား၎င်းအခြားကြွရောက်ရှိမြင်ကြကုန်သောဂုံတရေရှိလူကြီးလူကောင်းအပေါင်းတို့အား၎င်းဝမ်းသာကြောင်းမင်္ဂလာစကားကိုစာအားဖြင့်တမျိုးတန်ကြိုးအားဖြင့်တဖုံပေးပို့ရှိမြင်တော်မူကြသောရဝင်းနှင့်မိတ်ဆွေအပေါင်းတို့နှင့်တကွာအထူးထူးသောမင်္ဂလာလက်ဆောင်များဖြင့် ရှင်းပြတော်မူကြသည်ရင်းနှီးလာသောဆွေမျိုးညာသည်မိတ်တင်ကဟအပေါင်းတို့အားကျွန်တော်ညီမတို့မှကျွန်တော်ညီမတို့မှအထုတည်းလဲကျေးဇူးတင်ကျူးလျက်ရှိကြပါကြောင်းကိုကိုကြီးခင်နုနုဟုသောကျေးဇူးတင်လွှားများသည်မြမသတင်းစာအသီးသီးတို့တွင်နှစ်ရက်ဆက်တိုင်းပါဝင်ပြန့်နှံ့သွားသည့်နေရာမှဆ၍ကိုကိုကြီးနှင့်ခင်နုနုတို့သည်မင်းမျိုးတို့မင်္ဂလာခရီးထွက်သွားကြလျာတို့သွားနေခိုက်တွင် တရိုးသားကြီးမိဘများဖြစ်ကြတော့ဥွှေဆန်အောင်ဒေါ်သိန်းနွဲ့နေတကွာကိုကိုလက်ကိုကိုတွေမိမိလေးတို့အပြင်ဦးထုံးဦးဒေါ်ချွေစုအလုံးတို့ကိုပါမကြမ်းတရိုးသမီးကြီးမိဘများကမန္တလေးတောင်ရခင်းတောင်ဥပိတ်တရာမင်းကွန်အစရှိသည်စက်ဝင်စားပွဲရာတမိုင်းဝင်ရှုခင်းရရတို့ကိုလိုက်လံပို့တာနေလေထို့နောက်ကိုကိုကြီးနှင့်နုနုမေတို့မင်းမျိုးများပြန်လာတော့အခါ ။ဦးကျဆောင်တို့လူစုမှာကိုကိုကြီးနဲ့တကွာခင်နှုတို့ပါဆွေပြာမျိုးပြသဘောဖြင့်ခေါ်ခဲ့၍အစုံသင်းမောဖြင့်ရန်ကုန်သို့ပျော်ရွှင်ကြည်နူးစွာပြန်လည်ဆုံစင်းလာခဲ့လေ၏။စစ်နောင်းခေတ်သင်းမောများမှာစစ်ရှင်အင်္ဂလိပ်များနဲ့မတူပဲအနေရထိုင်ကျင်းမြောင်းကြက်တဲလည်းရဲ့အတော်လာများစွာဆင်းရဲလေ၏။သို့တော်လည်းခင်နှုတို့ဤဖခင်ကြီးမှာအေယာဝတီကိုယ်စားလှယ်ဖြစ်သည့်နှင့်အညီ ဦးချက်ဆောင်တို့လူစုတွင်တာမန်တင်မောစီခရီးသည်များနှင့်မနေတော်ခွင့်ရေးများကိုရလျက်တင်မောအပေါ်ထက်ဦးပိုင်းတွင်နေရာကျန်ဝန်ရှောင်ကြည့်စွာ လိုက်ပါလာရသည်တမကဦးထိုးဦးနှင့်ဒေါ်ရွှေစုတို့မှလွဲ၍ဦးချက်ဆောင်နှင့်ဒေါ်သိန်းတွင်ကိုကိုကြီးနှင့်ခင်နုနုကိုကိုလက်နှင့်ကိုကိုထွေမိမိလေးနှင့် အလုံးစသဖြင့်တတော်လည်းရင်အိမ်ခန်းတစ်ခုစီရရှိလျာ၆တွေ့သောနေရာဒီလာတရံများတွင် ရေချောင်းခရီးဖြင့်အထက်တန်းကြကြခရီးသွားရသည်ဖြစ်သောကြောင့်အလုတ်ကသာဇက်တိုင်အားဆိုင်လောက်ကင်နေခဲ့ကြသူမိသားတစုအဖို့အပန်းဖြင့်ခရီးတဘောလည်းဖြစ်နေပြန်သည်ဖြင့်အားလုံးပင်ပျော်ရွှင်စွာလိုက်ပါလာခဲ့ကြလေ၏အထူးသဖြင့်ကိုကိုကြီးမှာအပျော်ဆုံးဖြစ်နေလေတော့သည်အเจ้าမှမူခင်းနုနုကိုကိုကြီးပြင်မာတက်တော်เจ้า၌နေစဉ်ကပင်တောင်ပြုံးပွဲတော်တစ်ခုမှအစာပြေ၍မေတ္တာကြို တော်ရှက်ခဲ့သူဖြစ်ရာကိုကိုကြီးမိဘများအားနားဖောက်သည်၌မိဘများကိုယ်တိုင်ကပင် မကန့်ကွက်ကြပဲအကြာအနာဆေးသက်၍မင်္ဂလာပြည့်ဝစွာ ထိမ်းမြားစေခြင်းဖြစ်သောကြောင့်ဖြစ်လေသည်စစ်ပွဲကြီးပဲ့တင်တန်ကြောင့်မြေကြောင်ခရီးသွားလာရေးမှာရခိုင်ကတက်နှိကွေးလျက်ရှိနေလေရာကိုကိုလက်နှင့်စီးနှင်း၍ဆုံစင်းလာတော့တင်းမော့သည်ခါတိုင်းကဲ့သို့တញိန်အိမ်နှင့်ပြည်သူမရောက်ပဲမန္တလေးမှထွက်လာခဲ့၍ပြည်သူရောက်ချိန်တန်လောက်သောကာလကုံလုံတိတိုင်အောင် အထက်မြမပြည်နန္ဒမိတ်မှ မလွန်တက်လွန်တက်ပင်ရှိ၍နေသေးတော်၏တပေါင်းတကူလေယူကလေးတစ်သုံးညှင်းနေသောကြောင့်ကောင်းကင်တွင်တက်တက်ဆာမိုးသားကလေးများမှအလိုင်းလိုင်းအတွန့်တွန့်ချက်တော့ချင်းချက်မှွား၍ထိန်ထိန်သာသောငွေလာဆန္ဒဤအောက်တွင်ကောင်းကင်ပြည်ကို ပိုးစားပြင်းကြီးတစ်ဖွဲတစားစင်လျက်ရှိလေ၏တခါတည်းရန်တွင်ငွေစားပြင်းကိုလေခတ်ပြစ်တဲ့ကဲ့သို့ တိန်လိုင်းတွန်ပါခွာကလေးများသည်ခြေဝင်းနေသော လာမင်းကြီးကိုဇာဘဝဖြင့်မျက်နာကိုအုပ်ထားသောမိမ့်မပြူဤမျက်နာကဲ့သို့ပေါ်၍ပင်နှစ်လုံးခွေရာဖြစ်၍နေလေ၏ထိုအခါတွင် ကိုကိုလက်သည်ကျင်းမြောင်းလာသောတင်မောကန်းငယ်အတွင်၌အရှိရေးတဲ့နိုင်ငံရေးကို ရောပြုံးချက်၍ရေးထားသောဝိတုတပုတ်ကိုဆွဲလန်းစွာဖတ်ချူပြီးနောက်ဝိတုအဆုံးသက်တွင်ဇာလိုက်မင်းသားနှင့်မင်းသမီးကလေးတို့ထူးဆန်းစွာပေါင်းကြပုံကို နှစ်သိပ်ကြည်နူးရကစာအုပ်ကိုချလာပြီးနောက်အလားတူစာပတ်နေသူကိုကိုထွေးအားကြည့်လိုက်ရာကိုကိုထွေးမှာလမ်းမစာအုပ်လွတ်ကြလည်းရဲ့တခုခုနဲ့အတက်ရှုမှန်စွာအိပ်ပျော်နေသည်ကိုတွေ့ရတော့ကြောင်းဤသို့ကိုကိုထွေးအိပ်ပျော်နေသည်ကိုမြင်ရမှပင်မိမိတယောက်တည်းပြင်းကြီးတလူလူချိလာပြန်သည်ဖြင့်အခန်းပြင်ဘက်သို့ထွက်ခါတာယာတော်ချုံမြော်ကင်းကိုကြည့်ရင် လေအေးခံ၍အချင်းဝိထုကို စမြုပ်ပြန်၍နေလေ၏ အလုံးမကညာရီရဝင်တိုင်းအိုဘာတင်တောက်နေကြဖြစ်တော့ဒေါ်သိန်းွဲ့အတွေ့တင်မော်အပေါ်ထပ်ပဲပိုင်းတွင် နေရာယူထားကြသည့်ဥထုံးဦးနှင့်ဒေါ်ချွေစုတို့ထံသွား၍အိုဘာတင်းဖြော်ရန်ပြင်ဆင်နေလျာရင်းနှွေးအိုးမှလေမီးဘော်ဘော်တွင်အမြုပ်ထထံတစီစီအတန်ကလေးမြုံသာရှိ၍ရေမဆူသောကြောင့်ဒေါ်ချွေစုနှင့်စကားသမီးပြောရင်းထိုင်ဆောင်နေလေ၏စကားစမှာလေကျင်တိုင်းလည်၍ ကြောင်းပေါင်း160အတွက်တို့ဦးလဲ့လဲ့ရဲ့ရှိရာဒေါ်ရွှေစုကကိုကိုကြီးတော့ခတ်တာပဲလုံရင်တိလားသူ့အဖေကြီးကလည်းတစ္ဆက်ထဲမှာအလောက်ဆက်ပြီးလှုပ်စေခြင်းသူ့နုနုကိုလည်းမိဘတွေကမခွဲနိုင်မခွာရက်နဲ့ဘလို့လောက်ရမှမသိဖြစ်နေတာပဲဟုတ်ပြောလိုက်တဲ့အခါ၌အလုံးကဒါကတော့တော်စုရဲ့ရောင်နောက်ကိုစတုံးပါစမြဲထုံးတဲ့ဟာကိုပြီးတော့လဲသူတို့ချင်းမေတ္တာကြီးလို့ယူကြတာပဲနုက ကိုကိုကြီးနောက်မလိုက်ပဲနေပါမလားဟုပြောလိုက်ရာဒေါ်ချွေစုလည်းရင်နွေးအိုးအဖုံးကိုတစ်ချက်ဖွင့်လာပြီးနောက်ဆက်လိုက်ကိုကောက်ကန်လိုက်ရာကအေးလေအိမ်အောင်ကြာပြီးသားဟာပဲနုမိဘတွေကမခွဲချင်အောင်တော့နုကသူ့ယောက်ျားနဲ့ခွဲပြီးနေနိုင်မှာမဟုတ်ဘူးအင်းအကိုကြီးတို့မှတကိစ္စတော့အေးသွားပြန်ပြီကိုကိုကြီးပြီးရင်ကိုကိုလက်အလှဲ့ပဲဟုပြောလိုက်လေကိုကိုလက်အလှဲ့ပဲဦးတော်စကားတန်ကိုကြားလိုက်ရရုံနဲ့ပြီး အလုံးရင်ဖို့၌ထိုစကားကိုပင်မနှစ်သက်ရှင်တယ်လို့လို့ကိုကိုလည်းအိမ်တော်ရေးတွင်တင်းလျော်သောအိမ်တော်ဘက်တစ်ယောက်နှင့်သာအိမ်တော်ပြုစီခြင်းတယ်လို့လို့ဖြစ်လာနေသောကြောင့်စကားပြန်မသေးပဲခန်းငင်းငယ်ကလေးတွေး၍တွင်းနေမိလိုက်လေ၏ဤတွင်ဒေါ်စုလည်းဆက်လက်ကိုလင်းမီးဖို့ညွန့်တွင်တေကမေးမြ၍ညှိရင်ကိုကိုကြီးကတော့မရရကံကောင်းတဲ့ဟိနှိမ့်ချလာများရှိခဲတဲ့လူကိုလည်းရ မိဘတွေကလည်းစိတ်တူကြတယ်ကိုကိုလည်းအဖို့မှာတော့ဖြစ်ဟိုဟာမှာကလေးနဲ့ပဲကြားလိုက်မယ်ထင်ပါရဲ့အေးဟိုပြောနေပြန်ရအလုံးလည်းတီးကျင်သောကိုမဖုံးမပြိနိုင်မယ်ဘယ်ဟာမှာကလေးလဲတော်စုရဲ့ဟိုဆက်စုနှိမ့်လိုက်လေဒီဘယ်ဟာမှာကလေးရှိအောင်ပါလဲအလုံးရဲ့ဟိုရှန်နာမတ်30ကခင်းနှင်းလွယ်ပေါ့အော်အော် အလုံးဒီကိုကိုလတ်နဲ့ခင်းနှင်းလွင်တို့လက်ပွန်တတီခင်းမင်းရင်းနှီးကြပုံကိုပြန်၍တွေးကအမတ်မထင်ဆိုလိုက်မိလေ။ဒါပေမဲ့အေးတို့ကိုကိုလတ်ကလူကျော်ခင်းနှင်းလင်ကအယုတ်ဆိုးတယ်အသားကလေးဖြူတို့တာတော်ပြီတော့နဲ့။အယုတ်မဆိုးလာပါဘူးဒေါ်စုရဲ့ခင်းနှင်းလင်လည်းချောပါတယ်။အလုံးဒီထိုးစကားကိုပြောလိုက်ရတော့လေစိတ်ထဲ၌တခုခုဟာတိဟာတာဖြစ်ရနေရှာသည်ကိုကိုလည်းယောက်ျားချောချောသောစံချိန်ကို ခင်းနှင်းတွင်မိမလှလှသောဆန်ချိန်ကမမီပဲရှိသည်ကိုကိုတွေ့ဖြစ်ရာခင်းနှင်းလင်နှင့်ကိုကိုလက်တာအိမ်အောင်ကြလိုက်၏ကိုကိုလက်ကတပန်းရှုံးတယ်လို့ဖြစ်နေသောကြောင့်ခင်းနှင်းလင်ကိုကိုကိုလက်ယူမည်ဆိုသည့်အတွေ့ကိုကိုလက်ဘက်မှနေ၍အားမလို့အာမရရှိမိရှာသည်တို့ကိုကိုလက်ကိုခင်းနှင်းလင်ထက်ချောတော်လိမ္မာသောမိန်းကလေးကိုရစေခြင်းသောကြောင့်လေစိတ်ထဲတွင်ဟာတိဟာတာရှိနေမိခြင်းဖြစ်လေ၏ မချောပါဘူးအလုံးရဲ့အင်မတန်ကိုအလှပြင်နိုင်လုံးလို့ကြည်ပြော်ရှုပြော်ကလေးဖြစ်နေတာမြခုံးမွေးနှုတ်ထားလိုက်တာကိုလည်းမြခုံးအောက်ဘက်ညရိုးပေါ်မှာဖြူလို့ဤပြီးတော့စောက်ထားလိုက်တဲ့အမောက်စိုးထားလိုက်တဲ့နှုတ်ခမ်းလူးလိုက်တဲ့မျက်နှာချီငါဖြစ်ဤသူ့မျက်နှာကြည့်ရတာလူတင်မျက်နှာတဏှခလူးထားတာနဲ့တူလုံးလို့တော်စုသည်ဆက်လက်ကြီးကိုတဖို့ဖို့ဖွာရာက နောက်ပါတော့ဤဓမ္မတာအတိုင်းအင်ရှင်တို့၏အကြောင်းကိုအားရပါရပြောနေပြန်လေ၏။အိုးဒေါ်စုကြီးကလည်းကြင်ကြံဖန်ဖန်။ဘဲကကြင်ကြံဖန်ဖန်ရမလဲအေးရဲ့။အငိမ်မင်းသမီးကိုကြိုက်လို့ငွေကုန်ကြေးကြခံပြီးပိုးတယ်တရုတ်တထေပြောနေတာပြောလိုက်ရရင်တော့ဟဲ။ခင်နေလေအသားကြီးဟာမျက်နှာချေလူလုံးလို့မျက်နှာချေကခဲတွေစားပြီးအသားတွေတောင်အတွန်ကလေးတွေဖြစ်နေတာအေးရဲ့။အလုံးကြီး ဒေါ်ကျွေသူတကားကိုနားထောင်ရင်တနခါနဲ့သာအမြဲညားခဲ့ရချာတော့သူ့ပါပြင်ချုံမွတ်မွတ်ကလေးကို မသိမသာပုတ်တက်ကြည့်မိရှာလေတော့သည်ပြီးမှတရုတ်တထေးပြောပုံကိုစူးစမ်းမအောင်ဒေါ်စုရဲ့ဒီလိုအေးတရုတ်တထေးတယောက်ကအငယ်မင်းသမီးတယောက်ကိုကြိုက်တာနဲ့ညာတိုင်းအငိမ့်ကရာကိုလိုက်ပြီးပိုးတဲ့အေးညာတိုင်းဆူတောင်းပေးနေရတာဗောအေးဒါနဲ့အငိမ့်မင်းသမီးနဲ့အကျွမ်းဝင်သွားပြီမင်းသမီးကတရုတ်တထေးကို အိမ်လည်လာဖို့ဖိတ်တဲ့တဲ့ဖိတ်တဲ့နေကင်းမှာသွားပြီးမင်းသမီးအိမ်ကပြန်လာတော့တယောက်တထေးကသူ့မိတ်ဆွေတွေကိုပြောပြောတယ်ဆိုပဲအေးပြောပုံကအာတီမင်းသမီးဟာလေညကိုကြည့်ရင်စားကျင်တယ်နေ့လည်းကြည့်ရင်လေအန်ကျင်လေလို့ပြောတတဲ့အေးညီခင်းင်းလွင်လဲနေကင်းကြည့်လဲနော်အန်ကျင်တယ်အဲ့ဒါမျိုးအေးအလုံးလဲခွတ်တိုးခွတ်လန်ရဲလိုက်မိရှာလေဤ ဒါပေမဲ့အေးကိုကိုလက်တော်မိဘသားကနားထောင်နေလို့မို့လို့ခင်းနှင်းလင်းရင်နဲ့ပဲယူရမှာပဲအေး။အော်ဆေးဆက်တောင်ထားလိုက်ပြီကိုနော်။အလုံးဒီဆေးလေးတော့အတန်ဖြင့်မေးလိုက်မိပြန်လေ။အတိအကျလူကြီးဆောင်ရာနဲ့ဆစ်ဆက်ထားတာတော့မဟုတ်ပါဘူးအလုံးရင်ဒါပေမဲ့လူကြီးချင်းကတော့စကရိတ်သေးပြီးတစ်ဖက်နဲ့တစ်ဖက်တေချာနေကြတာပေါ့လေဒါကြောင့်လေဟိုဟာလေးကိုတို့ချန်နဲ့လှွတ်လှွတ်ထားတာပေါ့နှုတ်ပေမဲ့တခုတော့ရှိသေးတယ်အေး ခင်းနှင်းလွင်မှာအဖွားဤရှိသေးတယ်။ဖွားဤကြီးကမြေဥကလေးမို့ခင်းနှင်းလွင်ကို အတော်ရှိတဲ့ဤသူမြေကိုအပြိုဘဝနဲ့အားရအောင် နေစေချင်တာတဲ့ဤဒါကြောင့်ခင်းနှင်းလွင် အသက်20ပြည့်မှဒါကြောင့်ခင်းနှင်းလွင်အသက်20ပြည့်မှလက်ထပ်မယ်ဆိုရင်ရှိသမျှပစ္စည်းအလုံးခင်းနှင်းလွင်ကို ပေးမယ်လို့ကတိပေးထားတဲ့ခန့်ငငယ်ကအဖွားကြီးနာကပ်ပြီးဖွားဖွားကြီးကိုအနှင်းပြုစုမယ်အိမ်တော်မပြုသေးဘူး ဘာဘူးညာဘူးနဲ့ရွှဲထားတာနဲ့တူပါရဲ့အဲ့ဒါလို့ခင်းင်းလွယ်မိဘတွေကလည်းအဖွားကြီးရဲ့စုပြီးပုံပြီးပြည့်စည်ရအောင်ကိုစောက်ကိုကိုလက်ကလည်းခင်းင်းလင်ရဲ့ခရရောနေပြီမဲ့အတော်ကလေးစဉ်းစားပုံရတယ်အေးဒါကြောင့်တယောက်ကတယောက်ခတ်ပြီးဒီလိုပဲရင်းရင်းနေနေဆက်ဆံနေကြတာအလုံးဒီရင်းနှွေးအိုအမြောင်တစီစီပျောက်သွားတယ်ကိုနားတစ်ဖက်ဆွင့်ကနားထောင်နေရချပြီးနောက်ရင်းနှွေးအိုစုပြီးဖြစ်တဲ့ဖြင့် ်ဒေါ်သိန်းတို့အတွေ့အိုဘာတင်းတစ်ခွက်ဖြော်၍ဒေါ်ချွေစုစီမှထား၍ပြန်လာခဲ့လေ။အော်အေးထားခဲ့လေအလုံးမနေ့ကမှပကံကိုတိန်းတော့တာပေါ့ကွ။ဒါနဲ့ခွန်းတက်ကမိမိလေးရှေ့ဆေးကျင်လို့အောက်ထပ်ကိုဆင်းကျင်နေဆိုပြီးအလုံးကိုလိုက်ချနေတယ်တွေ့လားအလုံး။အိုဘာတင်းပကံကိုဝင်ရွေးပို့တည်နိုင်ဒေါ်သိန်းတို့ကဆေး၍မေးလိုက်ရာအလုံးကအလုံး ပယ်ပိုင်းဒေါ်စုတို့စီမှာရင်းနှီးဦးမစုသေးတာနဲ့စောင့်နေတာအကြာကြီးပဲမေမေကြီးရဲ့အမေလေးလည်းမလာပါလားသူတယောက်တည်းခြေဆင်းစီပြီးပြန်အိတ်တာနဲ့ဒူပါရဲ့မေမေကြီးရဲ့ဟိုပြန်၍ဖုံဖုံဖိဖိဖြေးလိုက်ဒီနိုင်ဒေါ်သိန်းတွဲမှာမျက်မှောင်တစ်ချက်ကျုံသွားပြီဒါဖြင့်လုံတို့အခန်းမှာပြန်စစ်စမ်းပါဦးသူတယောက်တည်းခြေဆင်းပြီးဆေးတာနဲ့ဒူတော့ဒူတာပါပဲဟိုဆေးလိုက်တဲ့ဖြင့်အလုံးလဲမိမိလေးဤဓာတ်ခံကိုတိရှိပြီးတဲ့အတိုင်း မိမိတို့အရာအခန်းစီတို့ခတ်တုတ်တုတ်ရှောက်လာခဲ့လေအခန်းတကာပွင့်နေသည်ကိုမြင်ရသည်ဖြင့်ပြူးစပြူလာသောအလုံးဤမျက်လုံးများမှာအခန်းတွင်၌မိမိလေးအရေးအယံကိုမှမတွေ့ရသောအခါတွင်ပို၍ပြူးကျယ်လာလေတော့၏အချင်းချင်းပင်အလုံးလဲအခန်းတွင်မှလက်ထွက်ခါဒေါ်သိန်းရွှဲတို့အခန်းရှိတွင် ရှည်တံမကြရအောင်နင်း၍တင်မောအောက်ထက်ရေပုံပန်ရှိရာသို့တရောတော်ပါဆင်းလာခဲ့လေ။ပယ်ပိုင်းအောက်ထက် လေကားထိပ်မှာအောက်ကိုဆင်းသွားမည်ဟုလေကားတဲ့များကိုငုံကြည့်လိုက်သည်နှင့်တပြိုင်နက်အလုံးမှာစိတ်ထောင်းကနေထားသွားကခင်မိမိလေးဟုခန်းကောင်းကပါဇက်ကထွက်သွားလေအလုံးမြင်ရသည်မှာကစေပြီးသားရေဆိုးနေသောခြေတလုံးကလေးအဝင်းသားနှင့်ရွှေရှည်ချင်းမှာပေါ်နေအောင်လုံးကြီးကို ရေဆိုးမြေဆိုးသည်ဖြင့်လက်တဖက်နှင့်မထား၍လက်တဖက်ကိုလက်ရန်တွင်တင်ကာပြုံးလိုက်ရေလိုက်နှင့် မိမိလေးသည်တစင်းယောက်ျားပြုတ်တဦးနှင့်စကားပြောနေခြင်းပင်ဖြစ်လေသည်အလုံးဤခန်းကောင်းကောက်ကလေးလှေကားထိတ်မှခေါ်လိုက်တံကိုကြားလိုက်ရသည်နှင့်တပြန်နှင့်မိမိလေးနှင့်ယောက်ျားပြုတ်တို့သည်အလုံးအားမျက်နှာမော၍ကြည့်လိုက်ကြကာကြောင်စီစီဖြစ်နေကြလေ၏ပြီးမှမိမိကလေးကအင်္ဂလိပ်ဆဲကဟန်ဆောင်ပြုံးပြုံး၏ဘာလဲအလုံးရဒီမှာအမီလေးရှေးသေးပြီးတက်လာတော့မလို့ဟာပဲဟိုကလေးလို့ပြောလိုက်သည်နိုင်အလုံးလေလေကားကိုကြပြားကလေးနင်း၍ဆင်းလာပြီနော် ယောက်ျားပြုတ်ကိုတလဲမိမိကလေးကိုတလဲအပြန်အပြန်လန်လန်ကြည့်ကတစိမ့်ချဲတွင်ဖြစ်တော့ကြောင်းမိမိလေးအားပေါင်လင်းကြောကိုဆွဲလိန်လိုက်ခြင်းတို့ဖြစ်နေမိနေတော့မချင်မရဲစိတ်ကိုမနေချေချိုးနေထားရရင်ကဲလာခင်မိမိလေးအိတ်ဖို့တောနေပြီဟိုမျက်နှာထားတင်းလေးတန်ပြပြနဲ့ပြောရင်းခေါ်လာလိုက်လေမိမိလေးလည်းအလုံးကိုကြည့်ကကြောင်တက်တဲ့ဒဆာဆာရဲနေပြန်ရင်းက အဲ့ဒါမိမိလေးရဲ့အထင်းတော်ကြီးအလုံးမကိုခင်ကျွေရဲ့အမိလေးကိုလာချတာမတွေ့တော့စိတ်ဆိုးနေတယ်အလုံးကလေးအမိလေးကိုတိတ်ရှိတာဘယ်တော့မှအမိလေးကိုခင်မိမိလေးတို့မခေါ်ဘူးစိတ်ဆိုးမှသာခင်မိမိလေးတို့ခေါ်တယ်ချာနေရတာနဲ့ဒေါဖောင်းနေတဲ့ထင်မရဲ့ကိုခင်ကျွေရဲ့အော်အလုံးဒါဟာရန်ကုန်ကဆန်းဆက်တထေးဘာဘာရဲ့တာကောလိပ်ကျောင်းသားကိုခင်ကျွေဆိုတာလေဟိုလေးရှိကြီး၆ရွေ့ ေါ်ကြောင်ကြောင်ပြောကတဟဲဟဲလှုပ်ရည်နေလေရာအလုံးမှာမိမိလေး၏ဘိုက်ခောက်ကလေးကို၃လေးချက်ခန့်နာနာဆွဲလိမ်ပြစ်လိုက်ခြင်းသလိုဖြစ်လာတဲ့ဖြင့်နှုတ်ကန်းကိုကြိုက်ကမနေကြီးစိတ်ကိုထိန်းထားလိုက်ရပြန်လေ၏ထိုခိုက်တွင်ကိုခင်ကျွေးဆိုသူယောက်ျားပြူကအော်အလုံးတဲ့လားခမညာဟိုဇကရောဖော်ရောဝင်၍နှောလိုက်ရာအလုံးလေကိုခင်ကျွေးအားရှူတင်းတင်းနဲ့ကြည့်လေရဲ့ဟုတ်တယ်ဟိုတံပြန်းနဲ့ပြောကလား တခွန်းနဲ့နေမိမိလေး၏လက်ကိုခတ်ဆောင်ဆောင်ဆွဲ၍အပေါ်တက်သို့ခေါ်လာခဲ့လေ၏မိမိလေးလည်းခေါင်းနားကိုခင်ကြွေဟူတမင်လည်းပြန်ကြည့်ကနှုတ်ဆက်ရင်လိုက်လာလေရာအလုံးမှာအပေါ်တက်သို့ရောက်အောင်သာကတုတ်ကရက်နှင့်လေကားကိုအတွင်သာတက်ခဲ့လေ၏အပေါ်တက်သို့ရောက်တဲ့နေ့ပြိုင်နဲ့ဟင်ဒါလားအပြူရွက်ကလေးဟမ်အမိလေးအမိလေးကြောင့်ငါခတ်တယ်ခတ်တယ်ဟိုနေတန်းပြုတ်လိုက်ပြီနော် အဲ့လိုသာအချိန်မတော်မှာတယောက်ထဲသွားနေတော်တော်ကြာအမိကလေးကိုတင်းမောသားတွေခေါ်တာကအခန်းထဲဆွဲပြီးတဲ့လေမပြောလိုက်ရှင်ဘူးဟိုခက်ချင်းချင်းကျိန်းလိုက်ပြန်ပြီလေရင်တဲ့လေမိုက်ပါကလားအမိလေးရဲ့မညမလေးတဲပြီးတော့မတကုတ်ကွယ်လူပြတ်တဲ့နေရာမှာအပြိုကလေးအရွယ်ကလေးနဲ့တယောက်တည်းဘယ်တော့မှ သွားရတာမဟုတ်ဘူးကွယ်လူမပြတ်တဲ့နေရာကိုတော့အပြိုလေးဆိုတာမိမကြီးအဖော်မှာပါပဲနဲ့မသွားရဘူးအမိလေးရဲ့ ပြီးတော့လည်းကြည်စမ်းပါအောင်အချိန်မတော်ကြီးမှာဘဲကသူငယ်နဲ့မသိဘူးသူမို့တော့အရောတော်ဝင်စကားပြောနေလိုက်တာအမီလေးတစ်ခုခုဖြစ်ရင်အလုံးခွေးဖြစ်မှာတိလားအမီလေးအလုံးဒုက္ခရောက်တာကြည့်ရှင်နေပေါ့လေဟိုလေးပြောနေတောင်းမှန်ချော့ချော့၍ဖြောင်းပြလိုက်ဒီနိုင်အမီလေးကဘဲကသူငယ်ရမလဲအလုံးရကောလိကျောင်းသား BA သင်နေတဲ့ကိုခင်ကျွဲဆိုတဲ့သူပဲအလုံးကလည်း ဟိုနှုတ်လံပြန်ထိုးလိုက်ရာအလုံးကလည်းအမီလေးလက်ကိုဆွဲကင်လိုက်ရာကတူတူပြောပါဖျာတူတူပြောပါမမက်ကြီးတို့ကြားသွားပါဦးမယ်အခုအမေမေကြီးကလိုက်ချခိုင်းလို့ရှားရတာမနဲ့ကြားလို့မင်းရင်အမီလေးရှေ့သေးပြီးရှက်ချင်းပြန်တက်လာပြီးအဲ့ရတဲ့ဝင်တယ်တို့ပြောသိလားအလုံးကလည်းအဲ့ရတဲ့မှာတွေ့တဲ့အကြောင်းပြောမယ်အင်းငါတော့တေးချင်ပါပြီအမီလေးရယ်ဘဲကလူမှမတိပဲနဲ့ညိနေအေး လမ်းခေါ်ပြောမဲ့အယောတဝင်ပလေဟိုတိုးတိုးကြိတ်ကြိတ်တညာပြေးလိုက်ပြန်လေတို့နောက်နှစ်ယောက်သာရှေးတောက်ကိုခတ်ဖော့ဖော့နေပြီအိမ်ကန်းစီတို့ပြန်လာခဲ့ကြပြီလေရင်မိမိကလေးအားညဝိညာအစားများကိုလဲလှယ်စေပြီးနောက်ဆောင်းချုံရှင်တော်ချပေးကမိမိကလေးချွတ်ပုံထားသော လုံကြီးအင်းကြီးများကိုခောက်ရဲတင်းဆဲနေရပြန်လေဤအာလုံးပြီးစီးသည့်၌အလုံးသည်အိယဝင်ရန်ပြင်လိုက်ရာ မျက်လုံးမှာမအိပ်ရှင်မဲလင်း၍တာနေသဖြင့် ပြင်းပြင်းရိပ်ရိပ်ရှိသည်နှင့်အခန်းပြင်ဘက်သို့အမှတ်မထင်ထွက်လာခဲ့လေ၏အခန်းပြင်ဘက်သို့ရောက်၍သင်္ဘောဘေးဘက်သို့ကြီးလိုက်ရာတွင်လာရောင်ကြောင်းလွန်လွင်တာ၍နေသော မြစ်မြော့ကင်းသည်အလုံးအားစီး၍ညှို့ငင်လိုက်လေရာအလုံးသည်သင်္ဘောလရန်သို့ကပ်ခါတိမ်လွာများကြတွင်ချက်ကိုချက်ကံအပြိုပြန်လုံနေသောလာဝင်းငွေတော်တာကို မျော်၍ကြီးလိုက်လေ၏ ညင်းလေးအေးဒီမြစ်ပြင်ကိုဖြတ်တန်း၍တိုက်ခိုက်လာသည်ဖြစ်သောကြောင့်မြုံမုံမတင်အလွန်တရာပင်တန်ရှင်းစင်ကြယ်နေလေရာအလုံးရဖို့တွင်ညင်းလေးအေးကိုမှုေးသည်ဟုပင်ထင်မိတော့လည်းအာရပါရချူချိုက်နေပြီးတော့ကတင်မောတစ်ဖက်လက်ရန်တွင်လက်ထောက်၍တစ်ဖက်ကမ်းရှိမိကလေးမိတ်တုံမိတ်တုံနှင့်အိုးဆိုင်ဆိုင်ရွာညွညွကလေးများကို ကြည့်လည်းအချာ ဘယ်လျမ်းတွင်ဝိတုထဲမှအရှိစလန်းကိုစမြုပ်ပြန်ကကိုကိုကြီးတို့လင်မယားအကြောင်းကိုလည်းတွေး၍နေသူကိုကိုလက်အားတတိမထားပဲရှိနေလေ၏ကိုကိုလက်ကမူအလုံးပယ်ပိုင်းမှပြန်လာ၍ဒေါ်သိန်းရွှဲတို့အခန်းသို့ဝင်၍သွားခြင်းကပင်ရှေတံကို ကြက်မိသဖြင့်လှက်ကြည့်လိုက်ရာအလုံးကိုလက်ဖက်ရည်ဖန်ကင်ကာခြောက်သွားသည်ကိုမြင်လိုက်ရပြီးနောက်မိမိလေးကိုခေါ်သွားပုံနဲ့မြင်လိုက်ရသူဖြစ်သည့်အတိုင်း အလုံးသူအခန်းထဲမှပြန်ထွက်လာမည်ကိုစောင့်ရကြည့်နေသူဖြစ်လေသည်လေတား၍ငိမ့်မီဆိုးသောကြောင့်တဲပုံထဲတွင်ရင်နာကြီးမိကွက်ကလေးများထဲ၍ထွန်ထားသောတငါလင်ငယ်ကလေးတစ်စင်းသည်မြစ်ကိုဆုံ၍ပိုက်ချလာလျာတဲမောနှင့်အတူရှင်တွဲ၍လာသလိုခလန်းလန်းတွင်မြင်ရလေ၏မြစ်ပြင်မှလာရောင်ကြောင့်ပြလဲလဲဖြစ်နေ၏လှမ်းဤကလေးများကြောင့်လာရောင်သည်တစောင်းရွေကလာ၍ဟက်လျာ ရူရိတ်သည်လိုင်းတွန့်ကလေးများ၏ဘေးတွင်လာ၍ထင်သဖြင့်တခါတရံ၌ဟိုမာတကွက်ဒီမာတကွက်တို့၌ပြဓာရည်ကိုသုံးလောင်းကထားပြီးတကယ်သို့ပြောင်းဝင်း၍သွားလေ၏အလုံးသည်လေအေးကိုအားရပါရချူချရင်ကန်းစီတို့သာကျဉ်နူးသောပုံဝင်ဖြင့်ငေးမြော်ကနှင်းသိမ့်၍နေလေတော့သည်ငယ်ချင်းကလေးကအေယာဝင်မြကန်းပါးတွင်နေထိုင်၍ကြီးပြင်းလာခဲ့ရတော့လေ ်ဩဇာတိလာ၍ရောင်းကြသောဈေးတယ်များနှင့်တိုးကဝှေ့ကဖိုးဦးတောင်တို့ဖျားဘူးတစ်ခေါက်အဖော်များနှင့်တွားဘူးဒီမှာအပါတင်းမောဆို၍တခါမှဟန်ကြပန်ကြစီးခဲ့ဘူးသူမဟုတ်ရှာပေတို့ဖြစ်လျာအလုံးမှာအကြအနာယခုကဲ့သို့တွာလာရသည်ကိုပီတိဖြစ်လျက်မင်းရတော်ချုပ်ခင်းတွင်စိတ်အာရုံဝင်လျက်ရှိချာလေ၏ငေးမြမြောက်လောက်ကတာယာတော်ချုပ်ခင်း၏အညို့ကိုခံနေသူအလုံးအား ကိုကိုလက်ဒီနောက်မှ အာရပါရကြည့်လျက်ရှစ်စရာကောင်းသောအလုံးရှိရာတို့တလန်းချင်းလှမ်း၍လာခဲ့မိလေ၏။တင်မော်ရွေလျားသွားလာသည်နှင့်အမျှရွှေမြောက်ကင်းတို့မှတမျိုးပြီးတမျိုးပြောင်းလဲလျက်ရှိရာအလုံးခမများမှာနောက်ကကိုကိုလက်ရှင်းကပ်လာသည်ကိုပင်တတိမထားမိနိုင်အောင်ရှိ၍နေလေတော့၏။ရှုခင်းမကအနောက်ဘက်စီသို့ရိုင်လျက်ရှိသောလာမင်း၏ရောင်ဝါတို့သည်မြေကြီးအရှိတ်ကန်၌တရှိသောတိမ်ဆိုင်တစ်ခုကိုလာ၍ထိုးရတွင် ရောင်ကြီးလံဖြောင်းရာမှလွဲသွားလည်ရဲ့မြင့်ပင်တို့တို့ရောင်ပြားဟတ်လိုက်သည်၌ထီးဆောင်နေသောတောင်တော်ရွှေဘုပ္ပါကိုညိုမိုင်းစွာနောက်ခံပြူထားသည့်ရာခင်းများမှဝါချွေချွေဖြစ်၍နေလေ၏ထိုအခိုက်တွင်အိတ်တန်းမှအိမ်မက်မက်၍ထပြန်လာဟန်တို့သောငှက်တကောင်သည်ရှေးဦးစွာတင်မောဦးမှမိကိုဝင်၍ကစားပြီးနောက်မြစ်တစ်ဖက်ကန်းတို့တကြည်ကြည်မိကထိုးဆိုင်ပြန်ဆင်းသွားသည်ကိုလည်းအလုံးမြင်ရလျား ကြည်ကြည်နုံနုံပီတိကလေးမျိုးမိတဖြင့်ရမေရရတချင်းကလေးကို ကြော့၍မဆုံးသေးမီတိုးတိတ်ညင်သာသာဝင်၍ဆက်ဆွလိုက်သောအတန်ကိုကြားလိုက်ရသဖြင့်အလုံးသည်ရုတ်တရက်လန့်၍ရင်ကလေးလှိုက်ဖို့ကချက်ချင်းလှဲ့၍ကြည်လိုက်မိရာဆိုလေဆက်ဆွပါအောင်အလုံးရဲ့ဟူပြုံပြုံကြီးပြောရင်အနီးတို့ကလာသူကိုကိုလက်ကိုတွေ့ရတော့ကြောင့်ကြောက်စိတ်ကလေးမပြတ်တပြဲနေပြီအော်ကိုလက်ဟုတ်ပြောရင် လယံကိုကက်လျက်တားကပင်ကိုကိုလက်မှန်းမြော်ဥတည်နေသည့်လယံနေရာနှင့်ဝေးအောင်မတိမတာဖဲဆုပ်ဆုပ်ခွာလိုက်လေလာတားလိုက်တာနော်ကိုကိုလက်သည်လယံတွင်လာ၍တံတောင်ကိုထောက်ကာပတ်ဝန်းကျင်၌လာရောင်ပြန်ကျဲနေသည်ကိုကြည့်ရင်ပြောလိုက်ရအလုံးလေးဟုတ်ကဲ့တလုံးနဲ့တာဖေးလိုက်ရကကိုကိုလက်ကြည့်နေသောရှုမြော်ကင်းကိုအမှတ်မထင်လာ၍ကြည့်နေလိုက်ပြီလေ ကိုကိုလက်လည်းမတိမတာအလုံးချီရဘက်သို့ကိုကိုရွှေ့လိုက်ပြီးနောက်ဘက်နဲ့လည်းအလုံးပျော်ရက်လားဟိုပြုံပြုံကြီးတွဲလိုက်ရာအလုံးလည်းကိုကိုလက်အားယွန့်တလို့ဖြစ်သွားပြန်တဲ့ပြင်နောက်တော့မထင်မရှားရုပ်ကဆုတ်သွားရင်ပျော်ပါတယ်အလုံးတစ်ခါမှဒီလိုတင်းမော့နဲ့ခရီးချင်မသွားဘူးဘူးတင်းမော့ချင်းမြေထဲကဖြက်ဖြက်ပြီးမောင်းသွားတာကိုတော့ခဏခဏမြင်ရတယ်ဟိုပကတိအယိုးတက်တက်ခလေးပြောပြောနေတဲ့ပြင် ကိုကိုလက်မှာအလုံးဤဘဝကိုတွေးရင်အလုံးဤမျက်နှာကလေးကိုစ၍ကြည့်နေမိလေတော့ဤကံပေးမလားဖြင့်တဖြင့်သာစင်ရဲ့ချင်းတို့နဲ့တို့တိုးဝဲ၍နေရချာသူကလေးဖြစ်တော်လဲရှုံးတော်ထဲမှာပေါက်လာတော့ကြာဖြူပရုံမှာပမာရှစ်ဆက်ရာကြည်လင်းဝင်းဝါနေတော့မျက်နှာကလေးကိုကြည့်ရင် ကိုလက်မှာမျက်လုံးမခွာနိုင်အောင်ဖြစ်မိလေတော့ဤစိတ်အခြေအနေကို၎င်းတန်ဝင်းကျင်သည်၎င်းကိုကိုလက်ကိုဤအခိုက်တွင်စိုးမိုးနေကြလေတော့သည် ညာသာအကိုနဲ့မကြီးအကြောင်းကိုဖတ်လာခဲ့သောဝတ္ထုမှာအချက်ဇလတ်နှင့်ပူပေါင်းတွေ့တော့ကနေသောစိတ်တွင်လှပါသောရှုခင် ကြည်ဝင်သောလရောင်ပြာမောင်သောမြစ်ပြင် ဖြူလင်းသောအာကာမူနောက်နောက်ကလေးတိုးနေသောလေနုတို့၏အတိုင်းဝိုင်းအလယ်၌တနာစရာကောင်း၍တနာမိခဲ့ပြီလေရင်ကျင်နာစရာကောင်း၍ကျင်နာခဲ့ဘူးသော ရှစ်စရာကောင်းသောအလုံးခမရကိုကိုကိုလက်သည်ရှစ်စရာကောင်းသောကြောင့်ရှင်းရှင်းတလို့လို့ ရှင်းရှင်းတလူလူနည်းရှင်းရှင်းတလူလူကြီးဖြည့်၍နေမိလေတော့သည်ထို့ကြောင့်မင်းနဘကြီးလာရောက်ချေတဲ့ဖြင့်မတန်မဝိုင်းရှုကြည့်လိုက်တိုင်းအပြေကင်းစေနေသော မျက်နှာကလေးကိုကြည့်ရင်ကျင်ရင်မှပင်ကိုကိုလက်သည် အလုံးကြီးအနည်းတို့တိတာတော့မတိတာတော့နေဖြင့်တရွေ့၍တိုးရွှေ့သွားနေမိသည်တွင်အလုံးခမများမှလည်းစကားချမရပဲကိုကိုလက်ဤရှေ့ရိတ်တန်းနေသော မျက်နှာကြီးမှာ မျက်လုံးမခွာငေး၍သာကြည့်နေမိလျက်ရင်ကလေးတုံမရောက်နှင့်နောက်သို့တရွေ့၍ဆုပ်ဖယ်လာမိရှာလေ၏ဆုပ်သူကဆုပ်၍တိုးသူက တိုးလာရင်းကပင် အလုံးမှာဆက်ခနဲ့ရင်တုံ၍သွားချတော်သည်အเจ้าမမူအလုံးခမားမှာအခန်းဖွဲ့ထားသောပြင်တော်နိုင်ရန်ကိုကြောနှင့်ကပ်မိပြီဖြစ်သည်ဖြင့်ဆုပ်ွက်မရှိတော့ပင်တန်လျာနှင့်ဒံရံတော်တွင်တိတ်၍နေမိသောကြောင့်ဖြစ်လေ၏ မဆုတ်တာတော့ဘီဖြစ်ကြောင်းကိုသိရတော့ကြောင်းပဲခမရမှာကိုကိုလက်ကိုယွန့်ကမျက်လုံးကြီးတွေဝိုင်းဝိုင်းလဲလဲရဲ့တို့ယွန်မန်းကိုကိုကိုလက်တီးသွားပြန်ပါလေရင်လေအကယ်၍ကိုကိုလက်ရဲ့စိတ်တွင်ဗကတိယိုးသားစွာတိုးကပ်လာခြင်းဖြစ်နေပါမူအထင်လွဲမိသည့်အတွေ့အာနာစရာကြီးဖြစ်နေအောင်တော့မီကိုလည်းသိုးတော့ကြောင်းနေထွေးသောနှုတ်ခမ်းကလေးမဟာတဟနှင့်မကြောက်ဘူးတင်းလျက်ကပင် တမျိုးတွေ့၍ထိတ်မိပြန်ကား မအိတ်သေးဘူးလားဟင်ကိုလက်အလုံးတော့အိတ်မယ်အိတ်ရှင်ပြီဟိုဆေးရတယ်လို့လို့ပြောလိုက်ဒီနိုင် ကိုကိုလက်ကဒီမျက်နှာလားအိတ်ရှင်တဲ့မျက်နှာကြည်လို့လင်းလို့လမ်းဆန်းနေလို့ဟာကိုဟမ်အလုံးညာတယ်ဟိုပြပြောဆိုဆိုရှေ့တို့တိုးလိုက်ပြန်တဲ့ဖြင့်အလုံးမှာလမ်းမောင်းချင်းလာထီတီကိုစိုးရွသွားငုံကြည့်လိုက်ပြီးနောက်တန်လျန်တွင်တင်ထားသောတထောင်စစ်ကို အောက်ချ၍ လက်မောင်းကိုဖြောင်းဆင်းထားလိုက်ခြင်းအပြင်အသားချင်းမထိအောင် ခွာလိုက်ရပြန်ကအဟုတ်ပါကိုလည်းရဲ့အလုံးအိတ်တော့မလို့ဟိုပြောပြောဆိုဆိုပိတ်မိနေတော့ဓာတ်မထွက်ရင်ရှေ့လန်းပြင်လိုက်ရလေဤတို့ပြင်လိုက်တင်နေတဲ့ပြန်နဲ့ချွန်းချွန်းဆဆကြီးကြည့်နေသူကိုကိုလက်လည်းအလုံးဤပခုံးတစ်ဖက်ကိုဖမ်းကင်လိုက်ပြီးနောက်အလုံးဟိုတုံရီလှုပ်ရှားစွာခေါ်လိုက်ရာ အလုံးမှာချစ်စောချန်နေသော အတန်တုံကြီးနှင့်ချင်းရောင်ဖျားနေသောကိုကိုလက်၏မျက်နှာကိုထိတ်လန့်စွာကြည့်ရင်စိတ်ထဲကလည်းကိုကိုလက်စိတ်မှုပြတ်နေပြီကိုကိုလက်အလုံးကိုရှင်းနေပြီဟိုအမှန်ကိုတွေးလည်ရဲ့ဘလောင်ဆန်ကထိုသောအချစ်ကိုတည်တည် အလင်းရောင်ကလေးဖြတ်ခနဲပေါ်လာစဲမှာပင် မဖြစ်ဘူးမဖြစ်ဘူးဟိုတော့ညင်းဆန်မှုစိတ်တသိသို့ထက်ခါထက်ခါပွာလာပြန်တော့ကြောင့် လှော့ပါကိုလက်ရဲ့လှော့လှော့ပါဟိုကြောင်အားနေတွွင့်ရဖယင်းငုံမလို့မျက်နာဖြင့်ကိုကိုလက်အားတိုးတိုးကြိတ်ကြိတ်တောင်းမှန်ရှာလေဤကိုကိုလက်မှာမူအီတို့တွန်းကလွန့်ကငင်းဆက်နေသည့်အခါမှပင်ရင်ထဲမှမရှိမဆန့်ဖြစ်လာဟန်ဖြင့်အလုံးပခုံးလေးများကိုပုံမတင်းကျက်စွာဆုပ်ကန်ရင်အလုံးအလုံးကိုကိုလက်လေး ကိုလတ်ဟိုတစုံတစ်ခုကိုပြောရန်ကြိုးစားရက စကားထင်နေတဲ့ဖြင့်အလုံးမှာကိုကိုလတ်ဤအတနာကမျက်နှာကြီးကိုကြည့်ရင်လုံ၍မယုံတတ်တယ်လို့ဖြစ်နေရလည်းရဲ့တောင်းညင်ကြီးကလေးများတစုံတစပေါ်လာသည့်အထိနှုတ်ခမ်းကလေးဟကရင်းတဆက်ဆက်တုံပြီးလည်းရင်ကိုကိုလေးမျက်နှာကို ကြောင်ကြောင်ကလေးငေး၍ကြည့်နေမိလေတော့သည်ကိုလတ်လေကိုလတ်အလုံးကိုရှင်းနေမိပြီ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်း6စီစဉ်နေဆက်မှုကိုဒီမာရင်ခေတ္တခဏရနာခွင့်ပြုပါခင်ဗျာဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အဖြစ်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပြင်တင်ရှိပါတယ်ခင်ဗျာ